င်္ဂလာပါရှင်။ ခေတ္တတီလီဗီရှင်းချန်နယ်မှာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညောင်ဦး6လမ်းတွင်စစ်တပ်မှဘူကြီးညီညီမျိုးစွေနဲ့ဘူကြီးစွတ်ထွတ်ကျော်တို့ကိုတော်လန်ရေးတမ်းများကအရှင်ဖန်းစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦး6လမ်းပိုင်းတနေရာတွင်အကြံဖက်စစ်ကောင်စီတပ်သားဘူကြီးညီညီမျိုးစွေနဲ့ဘူကြီးစွတ်ထွတ်ကျော်တို့ကိုအရှင်ဖန်းမိခဲ့ကြောင်းညောင်ဦးမြို့နယ်ပကဖတာဝန်ခံကိုစီကသတင်းဌာနသို့ပြောကြားပါတယ်။လွန်ခဲ့တဲ့တစ်ပတ်ခန့်ညောင်ဦးမြို့ နယ်ညောင်ဦး6ကားလမ်းပိုင်းတနေရာတွင်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ဝင်များလမ်းပိုင်းလုံခြုံရေးစစ်ဆေးနေစဉ်နေပြီးတော့မှ6ရေနံကျောင်းဘက်သို့ကိုပိုင်ကားဖြင့်စီလာသောအကြမ်းဖက်စစ်ကောင်စီတပ်မှဗိုလ်ကြီးညီညီမျိုးစွင်နှင့်ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ဖမ်းမိတာကတပတ်လောက်ကြာပြီးရက်တော့အတိအချမှတ်မိတော့ဘူး။ ူတို့ကားနဲ့နေပြီးတော့ကားနေလာတာ6ရေနံချောင်းဘက်ကိုသွားဖို့ပါအယက်ဝင်းနဲ့ပဲလက်နဲ့တော့ပါမလာဘူးသူတို့ကို73ဘတ်ဥပဒေအရာပဲအေးအေးယူဆောင်ရွက်သွားမှာပါအထက်ခရိုင်ကိုလွှဲပေးထားပြီးပါပြီဟုညောင်ဦးမြို့နယ်ပကဖတာဝန်ခံကိုစီကသတင်းဌာနသို့ပြောကြားပါတယ်အစိုးရဖမ်းဆီးထိန်းသိမ်းမှုကိုညောင်မြို့နယ်ပကဖအနောက်ချမ်းဆုံးပကံဘူချိုအဖွဲ့မှလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်တုံးပန်းဥပဒေအရအေးအေးယူနိုင်ရန်ညောင်ဦးခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်ပကဖထံလွှဲပြောင်းဖေးထားကြောင်း ညောင်ဦးခိုင်ပါကဖာမတက်စင်တက်ဆိုင်ရာဝင်ကြီးဌာနကိုတွဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ညောင်ဦးမြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိနေပါတယ်။တို့စစ်ကောင်စီပြောတဲ့စကားလိုပဲရာဇဝတ်ဘေးပြေးမလို့ဘူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောကြင်ပါတယ်။ပြီးတော့မိဘပြည်သူတွေအနေနဲ့လည်းစကစရင်နန်းတွေနဲ့ကပ်မလိုက်ပါနဲ့။စကစနဲ့ဝေဝေးမှနေပြီးကြပါလို့ပြောကြင်ပါတယ်ဟုညောင်ဦးမြို့နယ်ပါကဖာတာဝန်ခံကိုစည်းကပြောပါတယ်။ ဆက်လက်ပြီးနေပြည်တော်နှင့်အေရဝတီတိုင်းမှရဲမှုများရဲအယားရှိများကနိုင်စင်မဲ့ကားရောင်းဝယ်ဆက်လက်လုပ်ကင်ပြီးနိုင်စင်မဲ့ကားများစီးနှင်းနေစေဆွဲတဲ့တွင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေရဝတီတိုင်းရဲတပ်ဖွဲ့တိုင်းရုံမှဒူရဲမှုချစ်စမ်းမောင်းနဲ့၎င်း၏မယားညီအကို တူရဲမှုအောင်နိုင်မှုတို့နှစ်ဦးသည်လိုင်စင်မဲ့ကားရောင်းဝယ်အပါအဝင်ရာဇဝတ်လုပ်ငန်းများကိုလုပ်ကိုင်ကြီးပွားလာပြီးလက်ရှိအချိန်အထိလိုင်စင်မဲ့ကားရောင်းဝယ်မှုများနဲ့ဆက်လက်လုပ်ကိုင်နေစေဖြစ်ကြောင်းရဲတရင်ရင်ရကသတင်းဌာနသို့ပြောကြားပါရယ်ရဲမှုအောင်နိုင်မှုသည်အာနာသိန်းခါစကာလာက အင်းစိန်မျိုးနဲ့မှုဘဝတွေနိုင်ငံရေးလှုပ်ရှားသူများကိုဖန်စီရိုက်နိုင်နှင်းပတ်နှိပ်စက်ခဲ့ကြောင်းထို့သို့လှုံ့ဆော်ခဲ့သည့်အတွက်အချိန်တို့အတွင်ရဲမှုရာထူးတို့တုံးမြင့်ပေးခံရပြီးအရာဝတီတိုင်းတို့ပြောင်းရွှေ့ခဲ့ကြောင်းရင်းနောက်နိုင်စင်မဲကအယောင်းဝယ်ကြားဖြန့်လောင်ကစားလိုင်းကြီးကောက်ခံခြင်းအပါအဝင်တရားမဝင်လုပ်ငန်းများလုပ်ကိုင်၍အချိန်တို့အတွင်ချမ်းသာကျေဝါလာခြင်းဟုသိရှိရပါသည်သူရဲမှုစစ်စမ်းပေါ်မှာလည်းနိုင်စင်မဲကအယောင်းဝယ်နဲ့ရခိုင်ပြည်နယ်သို့ ခုံစီတင်ဖို့ရောင်းချနေသူများကိုဖမ်းဆီးငွေညစ်ခဲ့ခြင်းဖြင့်ချမ်းသာလာသူဖြစ်ကြောင်းသိရှိရပါတယ်။ရဲမှုအောင်နိုင်မှုနဲ့ဒူရဲမှုချစ်ဆန်းမောင်တို့ပိုင်ဆိုင်မှုကနေတာမဟုတ်ဘူး။ AR တိုင်းဘက်မှာလက်ဆောင်ထက်ဆုံးနှစ်ဦးဖြစ်လာတာ။ရေနသာစစ်စေးရေးဂိတ်လိုဟာမျိုးတွေကိုသူတို့တွေကကော့ကဲကြည့်ကြရတယ်။လိုင်စင်မဲ့ကားအယောင်းဝယ်လုံကြသူတွေလည်းဖြစ်တယ်။သူတို့နှစ်ဦးအတွေ့ကအင်မတန်လက်တံပြောင်းသူတွေအဖြစ်နာမည်ကြီးတယ်ဟုရဲသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ ချမ်းသာကြွယ်ဝလာသောရဲမှုအောင်နိုင်မှုကရွှေလာမင်းစီဆိုင်လင်းလက်ဆိုင်ကရောင်းဝယ်ရေးဆိုင်များကိုလည်းလင်းလက်ဆိုသောပုံကိုကနမခန့်၍စီးပွားရေးလုပ်ကင်ပြီးနေကြောင်းရဲတရင်ရင်မြက်ကဆက်လက်ရှင်းပြပါရယ်လင်းလင်းကဆိုင်ကတခိုးတွေရဲ့ခိုးရပါအကုန်ယူတဲ့ခွေးတွေမိထားတာလွန်ခဲ့တဲ့၃နှစ်နီးပါးကရန်ကုန်မှာဆိုင်ကတခိုးကိုအစည်းရေ၄၀ကျော်မိတဲ့ဂွင်းဆက်မိပြီးလာသိန်းနဲ့ရဲကိုတစည်းကို၃၅၀ပေးပြီး၁၀စည်းရောပေးလိုက်တာဟုတရင်ရင်မြက်ကရှင်းပြပါရယ် အလားတူနေပြီးတော့ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နိုင်ရခါမှာဒုတိယရေမူလှတောင်းမှလည်းလိုင်စင်မဲ့ကားအယောင်းဝယ်အပါအဝင်တရားမဝင်လုပ်ငန်းများကိုဆက်နွယ်လုပ်ကိုင်နေကြောင်းမင်းအောင်လိုင်အမေအယလိုင်စင်မဲ့ကားများဖမ်းဆီးနေခြင်းတွင်ပင်ဒူရေမူလှတောင်းနှင့်ပတ်သက်နေသောသူများမှလိုင်စင်မဲ့ကားများဆက်လက်စီးနေနေကြသည်ဟုသိရပါသည်အခုချိန်ထိလိုင်စင်မဲ့ကားတွေကိုကိုကြီးညီလေးကဏ္ဍနဲ့စီးနေကြတော့ပါပဲ။ နေပြီးတော့နိုင်ရခထောက်ဖို့တက်ကတာဝန်ခံဒူရဲမှုလှတောင်းကြတော့ចောင်းဆရာမကခူရိုင်းလိုင်းစင်းမဲ့ကားနဲ့ပါပဲသူတို့ကရဲယုံကျုပ်ကဆိုတာနဲ့တင်ဖမ်းမရဘူးဆိုတာမျိုးဖြစ်နေတာနိုင်ရခထောက်ဖို့ရဲတပ်ဖွဲ့ကရဲတပ်သားအစင်တောင်းလိုင်းစင်းမဲ့အယောင်ွယ်တွေပါလောက်ကင်နေပါတယ်နိုင်ရခထောက်ဖို့တက်ထဲမှာဆိုရင်လေလိုင်းစင်းမဲ့ကားသိမ်းနေဆိုပြီး သူတို့ကရီရောလှောင်ထားကြရဲဟုနေပြည်တော်ရဲရုံးကျုံမှတရင်ရင်းမြစ်ကပြောဆိုပါရယ်ဆက်လက်ပြီးတရုတ်ဤဘိုးကျစိုးမိုးလိုမှုကိုမြန်မာတွင်အထင်ရှားတွေ့ရှိလာရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်မြန်မာဤပြည်တွင်းစစ်ကြီးတွင်တရုတ်သည်တကွင်းလုံးလိုက်ကစားနေသည်ဟုအစာကြီးက Economic Magazine ကြီးကအထက်ပါကောင်းစင်ဖြင့် Editor of Power တွင်ရေးသားလာပါရယ်တကယ်တမ်းတွင်ကဘာကြီးသည်ပြိပကများနှင့်ပြက်လက်နေသည်ဟု၍မရှိတော့လဲထို့အတဲတွင်ဥပိ္ပခာပြုခြင်းအခမ်းအနားဆုံးနှင့်ထိတ်လန့်ပွဲအကောင်ဆုံးကအာရ ရှာကုန်းကြီးကြီး၏အလဲဘဟုတဲ့တဲ့တွင်ရှိသောမြန်မာပင် ဖြစ်သည်။နိုင်ငံသည်အုပ်ချုပ်သူများ၏အကြမ်းဖက်ခံရသည့်အဖြစ်သို့ဆုပ်ယုပ်ကြဆင်းလာနေပြီဖြစ်သည်။နှစ်တန်းခန့်ရှိသောလူများသည်အစာရေစာငတ်မလူဆဲဆဲအခြေအနေကိုစိုက်ရောက်နေသည်။မူရစ်စေဝါကုန်းကူးနေမှုများဒုနှင့်တင်နေရှိနေသောအွန်လိုင်းငွေလိမ်ကိုင်းများလူကုန်ကူးများသည်အပြင်သို့ပင်ကူးဆက်ပြန့်နှံ့လာပြီဖြစ်သည်။ နိုင်ငံတွင်းနေထိုင်သူများအတွက်လည်းကြီးစွာသောဘေးဒုက္ခကြီးနှင့်ရင်ဆိုင်နေရုံသာမကပုံသေးလက်စုပ်လက်ကင်ပြပြီးမရသည့်အကြောင်းများကြောင့်လည်းအခြားသူများအတွက်ပို၍အရေးကြီးလာရသည်။တချိန်ကအရေးပါသောနေရာတွင်ရှိခဲ့ကြသည့်အမေရိကနှင့်ဥရောပသည်လည်းရှောင်ခွာသွားကြပြီဖြစ်သည်။ထို့တွင်ပြင်ပမှတစ်ခုတည်းပါဝင်ကြီးစိုးလာနေသည့်တရုတ်တို့မျက်စိအောက်တွင်ပင်လူငယ်ရဲကန်းကြီးပြပြပြင်းပြင်းထွက်ပေါ်လာခဲ့ရသည်။၎င်းတို့၏အတက်ဆန်စွာလှလူရှူထားသည့်လောရမြကမြန်မာအပေါ်တွင်နိုင်ငံရေးမူဝါဒနှင့်ပတ်သက်၍တစက်ကလေးများ ပဲထည့်သွင်းစဉ်းစားထားခြင်းမရှိဆိုသည်ကို ပြဆိုနေပေသည်စက်တမ်ဘာ2021ခုနှစ်အတွင်းအာနာသိမ့်ပြီးနောက်လူတို့ကိုအန္တရာယ်ပေးလာတော်မူစစ်အုပ်စုပေါ်ထွက်လာခဲ့ပြီးယူကရိန်းနိုင်ငံအရွယ်အစားရှိမြန်မာတွင်ပြည်တွင်းစစ်မီးကြီးတဟုန်ဟုန်တောက်လောင်လာခဲ့ပြီးတော့သည်အနောက်အုပ်စု၏စိတ်ဝင်စားမှုရောပါလာသည့်နှင့်အများတရုတ်သည်ပို၍တကူထွာလာခဲ့သည်မြန်မာနှင့်ပတ်သက်၍သဘောတရားဟု၍မရှိတော့ဘဲအာနာတက်ရောက်မိသူငွေလက်နက်ရှိသူဤသူမဆိုနှင့်ဆက်ဆံလာသည် ၎င်းတို့၏အကျိုးစီးပွားကာကွယ်ပေးနိုင်မည်ဆိုကမြည်သည့်ဘက်ကို ဖြစ်စေလက်နက်ခဲယံများထောက်ပံ့ပေးဖို့ဝင်မလင်းထို့သောလက်နက်တပ်ဆင်ပေးခြင်းချင်းချောက်ခြင်းမြူဆွဲခြင်းအစရှိသည့်နီလန်းမျိုးစုံဖြင့်၎င်းတို့လိုလားချက်များရလာသည့်အသည့်တကွင်းလုံးစိတ်ထင်တိုင်းလှဲပတ်ကန်နေသည်နိုင်ငံသည်လည်းငတ်မမှုအနေရဲ့မြင့်တက်လာနေပြီးတိုင်းပြည်ဤစီးပွားရေးသည်လည်း2019နှစ်ရှင်လျင်လေးပုံတပုံကျဆင်းသွားခဲ့ပြီးဖြစ်သည်ရှေးလျှောက်လည်းဒီထက်ပိုဆိုးလာနိုင်သည်တရုတ်သည်မင်းအောင်လိုက်အားရွေးကောက်ပွဲလုပ်ရန်တွန်းတွန်းတိုက်တိုက်လှုပ်လာသည်အတိမတ်ပြုမခံရဘဲဝိလစ်စလစ်ဖြစ်နေသောစစ်အုပ်စုအတွက်အရှက်လ လုံအောင်တဖန်းရွက်လေးဖြင့်ကာပြည့်ရလူရညာကြံရွက်လာခြင်းပင်ဖြစ်သည်ထို့လို့ရသည်အကြံဖတ်မှုများပို့၍တိုးလာအောင်ဖန်တီးပေးသလိုဖြစ်လာပေမည်တော်လည်ရေးအဖွဲ့များကလည်းထို့သို့တရားမဝင်လို့ရကြည်အောင်မပြက်ပြက်အောင်ဖြတ်ကြမိတာဖြစ်သည်အနောက်အုပ်စုသည်၎င်းတို့စိတ်ထဲဒေါအောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီးမှားခဲ့ပြီးဖြစ်သည်ဟုယူဆကလက်ရှိဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူများအားစွန့်ခွာခဲ့ခြင်းဖြစ်သည်ဤသည်ကအေဒီတာအာဘော်ဖြစ်သည်ကျွန်တော်တို့လည်းလူမျိုးရေးအရဆက်ဆက်တိမခံဖြစ်ခဲ့ကြသည်မဟုတ်ပါလား၎င်းတို့ကူညီ၍ တော်လည်ရေးအောင်မြင်သွားလျင်ထို့သို့ဆက်မဖြစ်ဟုအာမခံနိုင်ပြီလို့ဟုတွေးကောင်းတွေးနိုင်ပြီသည် economic ကဆက်လက်ရေးသားရတွင်အမေရိကနှင့်အနောက်အုပ်စုအတွက်လုံနိုင်စရာနည်းလမ်းများရှိနေစေပင်ဖြစ်သည်လူသားချင်းစာနာထောက်ထားသည့်အကူအညီများတိုးမြှင့်ပေးခြင်း ၎င်းတို့၏လုပ်ရများအများသိအောင်လုပ်ပေးခြင်းဆွေးနွေးညှိနှိုင်းမှုများရှိလာမည်ဆိုကဒီမိုကရေစီအင်အားစုဘက်မှမမမမရည်တည်ပေးခြင်းစစ်မြေပြင်တွင်ပင်အလားတူပြုလုပ်ပေးနိုင်သည်လက်ရှိတွင်ထရန့်သည်မြန်မာတို့ပေးနေသည့်အကူအညီများကိုဖျက်တောက်ခဲ့သည်အီဂျစ်နိုင်ငံသားတအူကကော်လိုရာဒိုပြည်နယ်တွင်ဟာမတ်စ်များ၏ဖမ်းဆီးခံရရသောအစရေတို့အားထောက်ခံရန်စုယုံလာသောလူအုပ်တဲသို့မိလောင်ပုံဖြင့်တိုက်ခိုက်ခဲ့မှုကိုအကြောင်းပြ၍နိုင်ငံပေါင်း၁၂နိုင်ငံတဲတွင်မြန်မာဘာထည့်သွင်း၍တနင်္လာနေ့မှစ၍အမေရိကန်တို့လာရောက်ခွင့်ပိတ်ပင် ခဲ့သည်ထူဆန်သည်ကထိုစရင်တဲ့တွင်အီဂျစ်ကိုမထည့်သွင်းခဲ့ခြင်းဖြင့်ဖြစ်သည်ကျညာသည့်အချိန်တွင်ဗီဇာလက်ဝယ်ရှိထားပြီးသူများမပါဟုသိရသည်မိသားစုဗီဇာများအား DNA အပါအဝင်သက်သေအထောက်အထားခိုင်ခိုင်လုံလုံပြနိုင်ကခွင့်ပြုမည်ဟုလည်းဆိုသည်မြန်မာအားထည့်သွင်းခဲ့ခြင်းမှတရားဝင်ဗီဇာဖြင့်ရောက်လာတော့လေပြန်မထွက်နိုင်ပေ overstay နေသည့်ရာဂိုင်းနှုန်းများပြနေ၍ဖြစ်သည်ဟုသိရသည်။ထိုရာဂိုင်းနှုန်းများပြသည့်နိုင်ငံဆိုင်ရာကိုနိုင်ငံသား၏ဝင်ကြီးဌာနကိုပြုစုတင်ပြရန် Trump ကညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရန့်တက်လာပါကတရုတ်အားဘာလုတ်ပြစ်မည်ညာလုတ်ပြစ်လိမ့်မည်ဟုမျှော်လင့်ချက်ဖြင့်ထောက်ခံခဲ့သူများရှိတော်လဲလက်တွေတွင်ကုံသွဲကွန်တိုးသည်မှာအပဘာမှဖြစ်မလာပဲတရုတ်စစ်တင်းပေါ်များသောထိုင်ဝမ်တဝိုက်ပူ၍ရဲတင်းလာကြသည်ယနေ့တွင်ထရန့်မှစပြီးရှီကျင်းမင်ကိုဖုံးဆက်ပါရစေဟုခွင့်တောင်းလာ၍စကားပြောဖြစ်ခဲ့သည်ကိုတရုတ်မီဒီယာများကဖွင့်ကြခဲ့ခြင်းကိုညှင်းနိုင်စွမ်းမရှိနေရှားတတ်ထုများတင်ပို့နေမှုနှင့်နှစ်နိုင်ငံကုံသွဲရေးကိစ္စများဆက်၍ဆွေးနွေးဖို့ပြောခဲ့ကြသည်ဟုသိရသည်ယခုအခါတရုတ်သည် AI နီး ပညာတွင်ပင်အမေရိကန်ကိုဖြတ်ကျော်တက်ရန်တာဆူနေပြီဖြစ်သည်လက်သေးကွင်းနှင့်ပြသထားသောအကြောင်းအရာများသည်ထိုက်ဆိုင်လာပြီးကျွန်တော်တို့၏တင်ပြမှုသာဖြစ်၍မူရင်းတွင်မပါရှိသည်ကိုပြောလိုပါသည် ဥရောပသည်လည်း၎င်းတို့၏အရှိချမ်းနှင့်နမိတ်နှင့်ပတ်သက်၍ကြားများနေစေပင်ဖြစ်သည်ထို့နောက်အနောက်အုပ်စု၏လူလူရှုခံရခြင်းတွင်ရရှိအတွက်အကောင်းဆုံးမျှော်လင့်ချက်သည်ကဒီမိုကရေစီဘက်မှအခိုင်အမာအင်အားကောင်းလာပြီးပြည်တွင်းစစ်တွေအနိုင်ရရှိသွားမည်ထို့မဟုတ်လည်းအိန္ဒိယနှင့်ထိုင်းအကူအညီဖြင့်တရားမျှတသောငြိမ်းချမ်းရေးမျိုးထွက်ပေါ်လာမည်လို့ဖြစ်သည်လက်ရှိတွင်ဩစာအာနာသည်တနိုင်ငံထဲတွင်စုပြုံမနေသင့်အလုံးတွင် အာနာနှင့်တာဝန်ယူမှုဤသူမျှသူဖြန့်ကျက်ရှိလာစေမည် မာတီပိုလာဝေါ်ဆိုသည့်ပြောဆိုနေကြတော့လေလက်တွေတွင်မူအိန်းကြီးချင်းနိုင်ငံများကစေအုပ်စုကိုထောက်ခံလူနေကြဆဲပင်ဖြစ်သည်အခြားနိုင်ငံများကိုလည်း၎င်းတို့နှင့်ပုံမှန်ဆက်ဆံရေးမျိုးတည်ဆောက်ကြရန်ပင်တိုက်တွန်းလိုသည့်သဘောမျိုးတွေ့နေရသည်သို့သောအချိန်ကြာလာသည်နှင့်အမျှ၎င်းတို့အားလုံးသဘောပေါက်လာကြမည်ကဒီမိုကရေစီပိုကျစွာထွက်ပေါ်လာမည်မြန်မာပြည်သား၎င်းတို့လိုလားတောင်းတနေကြသည်တည်ငြိမ်မှုကိုပေးစွမ်းနိုင်စွမ်းရှိမည်ဆိုသည့်ပင်ဖြစ်သည်ထို့သောသဘောပေါက်မလာခင်အထီတော်စစ်ပွဲသည်ဆက်၍ဖြစ်ပွားနေမည်သာဖြစ်ပြီးမြန်မာအချို့တိုက်ပွဲဝင် ကြသည့် livery အနာဂတ်သည်လည်းအလံဝေးနေအောင်မြည်သာဖြစ်သည်ထို့အတော်တွင်တရုတ်ဤတကူကြီးထွားလာမှုနှင့်ကိုကျိုးကြည့်လောက်ရမ်းများအနောက်အုပ်စုဤစိတ်ဝင်စားမှုယောနေလာခြင်းအခြားသူများဤကိုနှင့်မဆိုင်သလိုစိတ်ဝင်စားပေနေနေခြင်းများဖြင့်မြမသည်ဒုက္ခနုံနှင့်ဆက်၍တက်ဆင်းနေအောင်မြည်သာဖြစ်သည်မြမဤအဖြစ်သည်ကြွေးခွဲစရာဖြစ်လာခဲ့ရသည်တာမကအခြားသူများအားလည်းတတိပေးထားသလိုဖြစ်လာနေ